ားတဲ့နေ့နေ့မှာမြင်းလက်တစည်းကကမ်းမလောက်ကိုဦးတီလာနေရကိုတွေ့ခဲ့ရပါတယ်။အဲဒါကအသက်ကြီးရွယ်မျိုးသမီးတူဖြစ်ပြီးသူမတဲကိုကနေရကိုရောက်လာခဲ့ပါတယ်။အိမ်ထဲကိုရောက်တဲ့အခါတစ်တက်လုံးကိုဖွင့်ခဲ့လိုက်ပြီးအထဲကမော်တော်ဝါတကောင်နဲ့တကားပြောနေခဲ့ပါတယ်။တစ်ဖက်မှာဘရင်ဦးသားထူးထူးဆန်းဆန်းသမားတော်တယောက်မြို့ထဲမှာဆေးလိုက်ကူတာနေပြီးမပြောင်းနိုင်မှုထင်ရတဲ့ယောဂါတွေကိုတတ်တာပြခွင့်ရဦးတာနိုင်ကြောင်းဂါရက်ကိုပြောနေခဲ့ပါတယ်။ ရောဂါပြောက်ကင်းရောင်ဟူတာတာကအကြောင်းမို့ပေမဲ့သေတော့မယ်လို့ထင်ရတဲ့သူတွေတောင်သက်သက်ပြောက်ကင်းရောင်ဟူတာနိုင်တာကြောင့်မော်ပညာနဲ့ပတ်သက်နိုင်ကြောင်းဘင်ဟူတာတန်ရရှိနေပါတယ်။အဲဒါကြောင့်မြို့ရဲကိုလိုက်လံဆောင်တမှုဂါရက်ကိုခေါ်ပြောတာဖြစ်ပါတယ်။ဂါရက်ကမာလင်နဲ့အတူရောဂါပြောက်ကင်းသွားတဲ့မြို့ရဲကတဲဝူဟန်ပါရှင်ကိုဘလို့ပြောက်ကင်းသွားလဲဆိုတော့သွားမေးခဲ့ပါတယ်။တဲဝူဟန်ပါရှင်ပြောတာကရွာပတ်မျိုးသမီးတယောက်ကဆေးတမျိုးပေးခဲ့တာကြောင့်သက်သက်ပြောက်ကင်းခဲ့ကြောင်းပြောကအိတ်ဆေးကိုထုတ်ပြခဲ့ပါတယ်။ဂါရက်ကဆေးကိုစံကြည့်ခဲ့ပြီးဘင်ဟူတာဒီပြန်လာခဲ့လိုက်ပါတယ်။ ဆေးဘက်ဝင်အပင်မျိုးကိုပေါင်းစပ်ထားတာကြောင့်အိုက်ဆေးကိုဖော်နိုင်သူကအရေးချင်းပြေွားတဲ့သမားတို့တယောက်ဖြစ်နိုင်တယ်ဆိုတာဘီယင်ဦးသားကိုရှောက်တင်ခဲ့ပါတယ်။ပြီးတော့မော်ပညာနဲ့ပတ်သက်မှုဆိုတာဂါရက်ပြပြတာကြောင့်ဘီယင်ဦးသားဆေးရေးသွားခဲ့ရပါတယ်။အဲ့နောက်အိမ်မြန်ခဲ့တဲ့အခါတဲဝံပိုင်ရှင်ကိုကာကွယ်ဖို့ဂါရက်ရဲ့ဆုံးဖြတ်ချက်ကိုသဘောကျကြအောင်မာလင်ကပြောနေခဲ့ပါတယ်။အကြောင်းကတေလူဆဲဆဲဖြစ်နေတဲ့တဲဝံပိုင်ရှင်ကိုခုလိုပြန်ကောင်းဦးတာပေးနိုင်တာမော်ပညာတခုလေးပဲရှိနေကြအောင်ဖြစ်ပါတယ်။ဂါရက်ကတော့ဆေးရီကမော်ပညာနဲ့ပတ်သက်ဘူးဆိုတာအခိုင်အမာပြောနေခဲ့ပါတယ်။ ဒါပေမဲ့ဂါရက်ကတခုဖုံးကွယ်ထားတယ်ဆိုတာမာလင်သိနေခဲ့ပါဗါ။အဲ့ဒီညမှာဂါရက်ကမာလင်မသိအောင်ခုတ်တွက်လာပြီးအဲလိဆိုတဲ့မျိုးသမီးတူဦးကိုတဲဦးကမှသွားတိခဲ့ပါဗါ။ဂါရက်ထွက်သွားတာသိခဲ့တဲ့မာလင်ကနောက်ကနေတိတိစိတ်လာလာခဲ့ပါဗါ။အဲလိဆိုတဲ့မျိုးသမီးက"သူမကိုဘယ်လိုရှာတွေ့လဲ"ဆိုတာဂါရက်ကိုမေးနေခဲ့ပါဗါ။တဲဦးကမှရှင်းဆေးကိုကြည့်ကလေးက"သူမရဲ့မော်ပညာနဲ့ကူတာတယ်"ဆိုတာဂါရက်ကသိနေခဲ့ကြောင်းပြန်ပြောခဲ့ပါဗါ။နှစ်ပေါင်း20အတွင်းဝေးကွာသွားခဲ့ရတဲ့လောက်ဖို့ကင်ပဲလည်းဖြစ်ချစ်သူတွေလည်းဖြစ်တာကြောင့်တယောက်ကိုတယောက်လွန်စင်မိကြောင်ပြောနေခဲ့ကြပါရယ် ဒါပေမဲ့ဘင်းဦးသားတန်ရာဖြစ်နေတာကြောင့်အဲလက်ကိုကြီးဆိုင်ဖို့သတိပေးခဲ့လိုက်ပါတယ်။ပြီးတော့ကံမလောက်မှာကြာကြာနေရင်သူမှဖမ်းခံရနိုင်ရကြောင်းဂါရကပြောနေခဲ့ပါတယ်။အဲဒီနောက်အခြားသူတွေရိမ့်မိသွားနိုင်တာကြောင့်နောက်မှပြန်လာတွေ့မယ်လို့ဂါရကရဲ့ဂရီပေးကပြန်လာခဲ့လိုက်ပါတယ်။ဂါရထွက်သွားပြီးတဲ့နောက်တစ်တရဲမော်တော်ဝါထွက်လာခဲ့ပြီးသူတို့အစီအစဉ်အတွက်ဂါရကိုတုံချဖို့ပြောနေခဲ့ပါတယ်။ကားရကိုစိုးရိမ်မိတဲ့အဲလက်ကကားရကိုလုပေးဖို့ပြောခဲ့ပေမဲ့အလုပ်ပြီးမြောက်ဖို့ကအဓိကဖြစ်တာကြောင့်ခန်းသားချက်ကိုပြေးရတာဆိုပြီး မော်တော်ဝါကအမိန်ပေးခဲ့လိုက်ပါတယ် နောက်နောက်ရောက်တော့မင်းညားကဂါရက်နောက်ကိုလိုက်ချောင်းခဲ့ကြအောင်မန်နေကဝန်ခံခဲ့ပါရယ်။လိမ်မီရတဲ့ဂါရက်ကသူမရဲ့နာမည်အဲလီဆိုတာပြောပြခဲ့ပြီးကိုရင်ကလက်ထပ်ဖို့ဒီရွေထားပြီးသူနဲ့ဆက်ဆက်ခဲ့ကြအောင်ပြောပြခဲ့ပါရယ်။အဲ့ချွေနေတုန်းကအဲလီရဲ့မော်ပညာနဲ့စေကူတာမှုကကမ်းမလောက်မှာနာမည်ကြီးခဲ့ပါရယ်။ဒါပေမဲ့မှော်စရာတွေကိုစစ်ကျင်ကြခဲ့ပြီးဖန်စီတပ်ဖြတ်နေတဲ့ဦးသားကြောင့်အဲလီကထွက်ပြေးသွားခဲ့ရပါတယ်။ဂါရက်ကသူမကိုဘယ်တော့မှမတွေ့ရတယ်လို့ထင်နေခဲ့ပြီးခုလိုဆုံတွေ့တာကိုဒုတိယခွင့်ရလို့မှတ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် LSE ကိုကားထွက်သွားလဲခဲ့ပြီးသူမထွက်သွားတဲ့ချိန်တွေကသတိရကြောင်းနဲ့အရင်ကဖြစ်တဲ့ငယ်ပွေးတဲ့ချိန်တွေကြောင်းပြောင်းပြောင်းနေခဲ့ပါတယ်။တစ်ဖက်မှာအာသာကမာလင်ကိုတိုင်းရတိုင်းပြီးဓာရီလေးကျင့်နေခဲ့ပါတယ်။မာလင်ကအာသာနဲ့တိတိတားလေးကျင့်ပြီးပင်မနှံ့နှဲ့စာရင်းပြန်လာခဲ့လိုက်ပါတယ်။မာလင်ရောက်တဲ့အခါအဲလစ်ကိုတွေ့ခဲ့ရပြီးဂါရက်ကဒီမှာခဏနေမယ်ဖြစ်ကြောင်းပြောပြောခဲ့ပါတယ်။ပြီးတော့မာလင်ရဲ့ခန်းကိုအဲလစ်ကိုပေးသွမို့ဂါရက်ကပြောခဲ့တာကြောင့်မာလင်စီပြေကြောင်းပြောပြောခဲ့လိုက်ပါတယ်။ အဲ့ညမှာကြမ်းမြင့်မှာပဲအိမ်နေရတဲ့မာလင်ကအိမ်မပြောဘဲဖြစ်နေခဲ့ပြီးအဲလီရဲ့ခန်းမှာတီတူပြောတဲ့ကိုကြားခဲ့ရတာကြောင့်တကားအကွယ်เจ้าကနေချောင်းကြည့်ခဲ့ပါတယ်။အဲ့အချိန်ထူးဆန်းတဲ့မော်တော်ကသူ့ရဲ့စိတ်ကိုအဲလီကိုထုတ်ပေးခဲ့ပြီးသူ့ရဲ့စီစဉ်ကိုပြောပြနေခဲ့ပါတယ်။နောက်မနေ့ရောက်တော့မာလင်ကညကเจ้าကိုဂါရက်ကိုပြောပြခဲ့ပေမဲ့ဂါရက်ကမယုံဘဲဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်သူမရဲ့ခန်းထဲကတစ်တာကိုထုတ်ယူခဲ့ပြီးတက်တေပြပေါ်လုပ်ခဲ့ပေမဲ့တစ်တာကလွတ်ကြီးတာဖြစ်နေခဲ့ပါတယ် ကားရက်ကနှစ်နှစ်ကြာခွဲခါခဲ့ရတဲ့သူ့ရဲ့ချစ်သူကိုခုလိုမဟုတ်တာတွေဆွဆွဲခဲ့တာကြောင့်မာလင်ကိုချိန်ဆသွားခဲ့ပါတယ်။ကားရက်ဒုက္ခရောက်မှာကိုစိုးရိမ်နေမာလင်ကသူတွေးခဲ့ရတဲ့မော်တော်အကြောင်းကိုသိရဖို့စာကြည့်တဲ့ဒီကိုသွားရှာခဲ့ပါတယ်။အဲဒီအချိန်ကားရက်နဲ့အဲလီကတော့အရင်ချိန်တွေတိုင်းအတွဲညီညီဆေးပေါ်ဆက်နေခဲ့ကြပါတယ်။တစ်ဖက်မှာမာလင်စာအုပ်ရှာတွေ့သွားခဲ့ပြီးအဲဒီမော်တော်အကြောင်းကိုစာကြည့်တဲ့မူကိုမေးခဲ့လိုက်ပါတယ်။စာကြည့်တဲ့မူပြောတာကအဲ့ဒရဝါရဲ့နာမည်ကမန်တီကိုဖြစ်ပြီးတော့အရင်ကသူ့နာမည်ကြားတာနဲ့တင်ကြောက်ရွံ့နေခဲ့ရပါတယ်။ ဒါပေမဲ့ရှင်းနစ်ပေါင်းများစွာတွေကပြောင်းဆုံးသွားခဲ့ကြအောင် ပြောပြခဲ့ပါရယ်။ဂါရက်ကဘင်းဦးသားအတွက်စေးဖော်ဆန်နေခဲ့ပြီးတစ်ဖက်ကိုသွားနေချင်းအဲလစ်ကစေးပလင်းထဲကိုအစိမ့်ခတ်ဖို့ကြိုးစားနေခဲ့ပါရယ်။အဲအချိန်မာလင်ဆက်ကြီးလိုက်ကပြန်လာခဲ့တာကြောင့်အဲလစ်တယောက်လန်သွားကအစိမ့်ပလင်းပြုတ်ကျကွဲသွားခဲ့ပါရယ်။မာလင်ကတော့ခါတိုင်းလိုမဟုတ်ပဲအဲလစ်ကိုမတင်ကားသလိုသာကြည့်နေခဲ့ပါရယ်။အဲ့ညမှာမာလင်ကစာကြည့်တဲ့ဒီပြန်သွားခဲ့ပြီးမော်တော်ဝါမှာဒီပိုးချောင်းကိုထပ်မံလေလာခဲ့ပါရယ်။ နောက်မနေ့မာလင်ကမန်ဒီကိုရဲ့အကြောင်းကိုဂါရက်ကိုပြောပြခဲ့ပြီးအဲလစ်ကမကောင်းတာတစ်ခုကိုကြံစည်နေတယ်ဆိုတာဂါရက်ကိုသတိပေးခဲ့ပေမဲ့အဲလစ်ကိုချစ်နေတဲ့ဂါရက်ကမယုံမဲဖြစ်လို့နေပါတယ်။ပြီးတော့မာလင်ကိုစိတ်ဆိုးသွားခဲ့ပြီးအိမ်ပြန်လာခဲ့လိုက်ပါတယ်။ဂါရက်အိမ်ပြန်ရောက်တဲ့အခါဘယင်ဦးသားတို့ဆေးဖို့ဆက်ဖို့လုပ်နေချင်းအဲလစ်က"သူမလိုပေးပါရစေ"ဆိုပြီးခွင်တောင်းကဘယင်ဦးသားတော့ရမယ့်စီဗလင်းတွေကိုမန်ဒီကိုစိတ်ကိုခံခဲ့လိုက်ပါတယ်။ဒါဝမသိတဲ့ဂါရက်ကခါတိုင်းလိုပဲဘယင်ဦးသားကိုစိတ်ဆိုးသွားပေးခဲ့လိုက်ပါတယ်။ဂါရက်အိမ်ပြန်လာခဲ့ပြီးတခဏအကြာမှာ ်ဘင်းဦးသာစိတ်မိသွားခဲ့တာကြောင့်နန်းတော်ရဲ့ချက်ပေးတံတွေကြားလာခဲ့ရပါတယ်။အဲဒါကြောင့်ဂါဒန်နဲ့မာလင်သွားကြည့်ခဲ့တဲ့အခါဘင်းဦးသာရဲ့လက်ကသူ့ပေးခဲ့တဲ့ဆေးပလင်ကိုသာတွေ့ခဲ့ရတာကြောင့်အင်ကုန်မြန်မြန်မို့လုံနေခဲ့ပါတယ်။မာလင်ကအဲလီရဲ့လက်ချက်ဆိုတာဂါဒတ်ကိုပြောခဲ့တဲ့အခါဂါဒတ်စိတ်ဆိုးသွားပြီးခုချိန်မှာအာသာနာကိုဝယ်သွားနေဖို့မာလင်ကိုမိန်ပေးခဲ့လိုက်ပါတယ်။အဲ့နောက်အာသာကဘင်ဦးသားရဲ့နေစဉ်စားတာတွေကိုပုံမှန်စစ်ဆေးနေပေမဲ့အခုလိုဖြစ်တာကိုဖြေရှာမရဘဲဖြစ်လို့နေပါဗျ။ ဒါပေမဲ့တခုတည်းဖြစ်နိုင်တာကဂားရဲ့ဆေးဆိုတာတည်သွားချိန်ဘေးနားမှာရှိတဲ့မာလင်ကအဲလစ်ရဲ့လက်ချက်ဆိုတာကိုအာသာကိုပြပြခဲ့ပါတယ်။အိမ်ကိုပြန်လာခဲ့တဲ့ဂားရက်ကအဲလစ်ကိုအစိတ်ကိစ္စမေးခဲ့တဲ့အခါအဲလစ်ကပြောပြဖို့လုပ်ပေမဲ့သူ့ဝမန်တီကိုကထိန်းချုပ်လာတာကြောင့်ပြောမရဖြစ်နေခဲ့ပါတယ်။အဲချိန်အာသာကရဲမတ်ချိုးနဲ့အစိတ်ခက်ခဲတဲ့အဲလစ်ကိုဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီနောက်အချင်းခန်းတဲ့ကအဲလစ်ကိုအာသာကအစိတ်ဖြည့်သေးတောင်းခဲ့တဲ့အခါအဲလစ်က "तू မမသိကြောင်းနဲ့မန်တီကိုအကြောင်းကိုပြောဖို့လုပ်ပေမဲ့မော်ဒရဝါမန်တီကိုက तू မကိုထိန်းချုပ်ထားတာကြောင့်ပြောမရဖြစ်နေခဲ့ပါတယ်။" အဲဒါကြောင့်အာသာဒေါ်လာထော်သားကပြန်သွားခဲ့လိုက်ရပါတယ်။အဲဒီနောက်မာလင်ကအဲလေးဖန်ခံရတဲ့ကိစ္စအတွက်ဂါရက်ကိုတောင်းပန်ခဲ့တဲ့အခါဂါရက်ကဒီကိစ္စကိုသူနားလဲကြောင်ပြန်ပြောခဲ့လိုက်ပါတယ်။မာလင်ကအဲလေးကိုခိုင်းနေတာမန်တီကိုဆိုတဲ့မော်တော်ဝါဖြစ်ကြောင်ဂါရက်ကိုပြောပြခဲ့တဲ့အခါဂါရက်ကဖြည့်သိချက်ကိုကြိုးစားခဲ့ပါတယ်။အစိတ်ကမော်ပညာနဲ့စီရင်ထားပြီးစေးဘောဇာကကူတားလို့မရတာကြောင့်မန်တီကိုကိုတတ်လိုက်မှလာဘင်းဦးသားပြန်ကောင်းလာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အဲဒီတော်ဝါကိုတတ်ဖြစ်ဖို့မာလင်တို့စီစဉ်ခဲ့ကြပါတယ်။ မန်ဒီကူးဆိုတဲ့သူကလူသားကဘာမှကြာကြာမနေနိုင်တဲ့အမောင်လောကရဲ့အမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပါတယ်။သူ့ရဲ့ဝင်ပေါက်ကတစ်တာပဲဖြစ်ပါတယ်။အဲဒါကြောင့်မန်ဒီကူးကိုထွက်လာအောင်လုပ်ပြီးတစ်တာကိုဖျက်ဆီးပြရမှာဖြစ်ပါတယ်။သူတို့စီစဉ်ထားတဲ့အတိုင်းမာလင်ကမော်ဂါလာတစ်ခုကိုရွတ်ဆိုခဲ့ပြီးမန်ဒီကူးကိုဆင်ခေါ်ခဲ့လိုက်ပါတယ်။မာလင်ဆုပ်ခေါ်လိုက်တာကြောင့်မန်ဒီကူးထွက်လာခဲ့တဲ့အခါမာလင်ကအမေရပဲဖန်ထားခဲ့လိုက်ပါတယ်။အဲဒီအချိန်ဂါရက်ကသူ့ရဲ့မတော်တကောက်မော်ပညာနဲ့တစ်တာကိုဖျက်ဆီးဖို့ကြိုးစားခဲ့ရပါတယ်။မော်ပညာအားနည်းတဲ့ဂါရက်ကတစ်တာကိုဖျက်ဆီးလို့မရဖြစ်နေခဲ့ပါတယ်။ မော်ဂါရာလေကားကယူလိုက်မှတိတ္တာကထောက်ခွဲသွားခဲ့ပါတယ်။ထောက်ခွဲသွားတဲ့တိတ္တာနဲ့အတူမန်တီကိုလည်းပြောက်ခွဲသွားခဲ့ရပါတယ်။သူတို့ရဲ့စီစဉ်အောင်မြင်သွားပြီးမန်တီကိုလည်းတည်သွားခဲ့ပြီးဖြစ်တာကြောင့်ဘင်ဥသားပြန်ကောင်းလာခဲ့ပါတယ်။ဒါပေမဲ့အချင်းကျနေတဲ့အဲလီကိုမနှက်ဖြတ်မှသေးတံပေးဖို့ဘင်ဥသားအမိန်ပေးခဲ့လိုက်ပါတယ်။ကားရကမန်ဒီကိုကြောင့်သာအခုလိုဖြစ်ခဲ့တာကြောင့်အဲလစ်ကိုတက်ညာပေးဖို့တောင်းဆိုခဲ့ပေမဲ့မော်ပညာတပ်သူတွေကိုငုံမြဲဖြစ်နေတဲ့ဘီယန်ဦးသားကားရက်တင်ပြတာကိုပဲခြားခဲ့ပါဗါတယ်။အဲ့ဒီညမှာကားရက်ကသူသိချေးရတဲ့အဲလစ်စီကိုတော့တွေ့ခဲ့ပါဗါတယ်။ အဲ့လေပြောပြတာကမန်တီကိုကိုစားပိုင်းမှာစေကူသားဖို့အတွက်ရည်ရွယ်ခဲ့ပေမဲ့မန်တီကိုကအားကောင်းလာတာကြောင့်သူ့ရဲ့ထိန်ချုပ်မှုကိုခံလိုက်ရပါတယ်။ဒီအတွက်လည်းသူမသင်္ကန်းသာရနေပြီဖြစ်ကြောင်းဂါရက်ကိုပြောနေခဲ့ပါတယ်။ပြီးတော့ဂါရက်ကိုတရမမိမေရာကြောင့်နဲ့သူ့ကိုထားမသွားခြင်းကြောင့်တဖွာဖွာပြောနေခဲ့ပါတယ်။ငေကားချစ်နှစ်တရာမင်းနိုင်ဆိုတဲ့စကားအတိုင်းသူတို့နှစ်ယောက်ကအသက်ကြီးသွားတဲ့ဒီချင်မြဲချင်နေကြပါတယ်။ဒါပေမဲ့ကန်ချမိုင်းလဲဝက်ကြောင့်တေကွဲခွဲရတော့မှဖြစ်ပါတယ်။နောက်မနက်မှာအဲ့လေအချင်းကလွတ်သွားခဲ့တာကြောင့်အချက်ပေးခေါင်းလောင်းလံတွေပြီးလာခဲ့ပါတယ်။ အဲလစ်လိုသွားတာကိုကြားခဲ့ရတယ်မာလင်ကဂါရက်စီကိုလာပြောခဲ့ပါတယ်။ဒါပေမဲ့ဂါရက်ကိုယ်တိုင်အဲလစ်ကိုလုပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဂါရက်ကမာလင်ပြောတာကိုမအံ့ဩပဲသူ့လိုမျိုးအလုပ်ကိုသာလုပ်နေခဲ့ပါတယ်။မာလင်ကဂါရက်ကိုလိုက်သွားတဲ့ကြောင်ပြောခဲ့တဲ့အခါသူလိုက်လို့ရပေမဲ့မင်းကိုဘယ်သူစောင့်ရှောက်မှလဲလို့ရေမောပြီးပြန်မေးခဲ့လိုက်ပါတယ်။ဂါရက်နေရာမှာသာကျွန်တော်ဆိုရင်တော့လိုက်ဖြောင်းလိုက်သွားမှာပါ။